ဝါတုတ်တို့လဲကြနေတာကိုဂျင်တို့ကမြင်ပြီးဘာလဲဘာလို့ဟီဟီကအဲ့လိုဖြစ်နေရလဲမင်းဘာလို့လိုက်တာလဲကတော့ကောင်မင်းမြင်တဲ့အတိုင်းပဲကန်းချင်လို့ငါယူတန်းဟိုနဲ့တိုက်ခိုက်ပြီးတော့အနိုင်ရခဲ့တာ ဘာဟိဟိကိုမင်းကနိုင်နေဟုတ်လားလုံးဝမထင်နိုင်ဘူးမင်းဘာလှဲ့ကွက်တွေတုံးလိုက်တာလဲပျော်စမ်းငါမင်းနေရလေငါဘာမှမတုံးပါဘူးငါဒီနေ့ယူတန်းဟိုထက်ပို့ပြီးတော့တမ်းမာနေရုံပါပဲအဲ့ဒါအကုန်မဲဘလူလုတ်ဒီလိုပုံစံမျိုးဟန်ဆောင်ပြီးကြွားဝါနေရတာလဲဟိဟိအမားတကူလုံးလိုက်တာပဲထင်မှာလူတယောရင်စောင်းဟုတ်ကိုတေချာကြည့်လိုက်တဲ့အခါလက်မှတွေးထွက်နေတာကိုနေနဲ့အတွက်ဘာပဲတည်တည်အခုမင်းရဲ့လက်တစ်ဖက်ကအမိုက်ထင်းနေပြီပဲမဟုတ်ဘူးလား အဲ့တော့မင်းငါ့ကိုဘယ်လိုသားမှလဲအဲ့တော့ဘာပဲဖြစ်ဖြစ်မင်းငါ့ကိုအနိုင်မယူနိုင်ပါဘူးဟုတ်လားဒီလိုအချိန်ဒီမှာမင်းကိုအနိုင်ယူဖို့နည်းနည်းတော့ခက်တယ်လိုစောင့်ဟူကပြောရင်အင်ဂျီကိုချွတ်လိုက်တော့ထိုးရာကိုညင်သွားတဲ့ဂျင်လိုကအဲ့အင်အုပ်ကဘာလဲဆိုကအထိတ်တလန့်နဲ့မေးလိုက်ပါတယ်အဲ့ဒါလားအဲ့ဒါကတဲအလေးချိန်တွေပါတယ်လေးချိန်အိမ်တညိုးပါပဲလို့ထပ်ပြောရင်ချွတ်နေပါတယ်ဂျင်တို့ကတော့ဟာဟာမင်းအဲ့လိုဟာမျိုးကိုချွတ်လိုက်ရုံနဲ့ဘာညာကွာချတော့မှမလို့လေလို့ပြောနေတော့ ဘာလို့ဒီအိမ်ကြီးကအတန်ကြီးထွက်လာတာလဲမမြင်နိုင်တာမင်းဒီအိမ်ကြီးကိုဝစ်ပြီးဟိဟိရဲ့ဆွမ်းအားကိုတောက်ခံခဲ့တာလားအခုငါတို့နှစ်ယောက်လုံးကထိခိုက်ထားတာပဲဆိုတော့ဒါကညှတာတဲ့အခြေအနေလို့ပြောနိုင်ပါတယ်မင်းလိုလူမျိုးကဘယ်လိုလုပ်ဒီကောင်အာဒီကောင်ငါ့ကိုစစ်စစ်နေတာပဲတေးစန်းကတော့ကောင် ငါဇက်တိုက်ပြီးကျင်နေခဲ့တာလမ်းကြားထဲမှာတော့ငါမင်းဘာဖြစ်လို့ဘယ်အရာကိုမှကိုယ်တိုင်မလုပ်ခဲ့လဲဆိုတာကိုလေဒါပေမဲ့အခုဒီတိုက်ချက်နဲ့တည်းငါနားလေတယ်ငါလုံခဲ့တဲ့၃နှစ်အတွင်းမှာတမလာအောင်လို့စ조사နေခဲ့တာဒါပေမဲ့မင်းကတော့အရင်၃နှစ်ကအတိုင်းပဲဘာမှတိတ်တောင်းလည်းမလာခဲ့ဘူးအမ်အလွယ်နားလေအောင်ပြောရမယ်ဆိုရင်တော့တိတ်တော့က brother နဲ့သူမတို့ရဲ့တက်စီသွားတဲ့ဆက်ဆံရေးလို့ပေါ့အချင်းတွေသာကြာသွားလို့သူမကမို့နိုင်ပြီးတော့ပုံမလှပလာနိုင်ခဲ့ပေမဲ့ brother တို့ကတော့အသေးခွဲနုံလိုက်ကနေမလွတ်ရောက်နိုင်လေဘူးလေအဲ့လိုတဘောညွေးပေါ့တရား ပြီးတော့ဆက်လန်းလေးကိုပြန်ဆက်လိုက်ကြရအောင်ဂျင်နိုကဆောင်းဝရဲ့စကားတန်ကြောင်စိတ်တူသွားပြီးမင်းငါကြောက်နေလို့အိတ်ထဲဝင်မပါခဲ့တာလို့ပြောချင်နေတာလားကရုံးကောင်ကလည်းငါ့ကိုဒီလိုပြောရဲတယ်ပေါ့ဆိုကာဒေါတာတွေရှေ့ထွက်နေပါတယ်အရာကမင်းစိတ်ဆွားရဲ့လှုပ်ဝက်ချက်လားမင်းကမင်းတတိတိအောင်လှုပ်လိုက်ပြီးတော့မင်းရဲ့ခွန်အားကိုညှင့်တင်ပြီးတဲ့တိုက်ခိုက်နေပဲအာအရာကအမှားတစ်ခုပဲခံကျင်လို့ မင်းငါရဲ့တိုက်ခိုက်မိကိုလည်းတိထားတဲ့နဲ့အာပြိုင်မဲ့ရဲ့ခွန်အားကိုပဲအတုံးချတဲ့ဂျူဒိုနီလန်မင်းအတိတ်တရားမရှိပဲငါစီကိုမင်းရဲ့ခွန်အားအပေါ်ပဲမိခိုးပြီးလာရင်တော့မင်းကအလွယ်ကူဆုံးပြိုင်ဘက်ထင်နေမှာပဲဒါငါ့အတွက်အနိုင်ပဲခံချင်းတို့ ထိုချိန်နောက်ကအကုန်ပြီးတောင်သွားပြီလားဒါကတင်းစရာကောင်းလေရလက်ပဲဆိုတဲ့စကားတန်ကိုစောင့်ဟူကကြားပြီးပုံမဏီပဲထွက်လာခဲ့တော့ပတ်ကျင်ဆန်းဆိုပြီးလန့်ခေါ်လိုက်ပါတယ်ဒီတော့မှဂျင်းဆောင်ကအချက်ကိုချက်ကန်နဲ့ထွက်လာပြီးဟိဟိစီနီယာလို့မပြောရဘူးကျွန်တော်ကိုဘယ်တော့ကလေးကတတိထားမိတော့ရလဲလို့ဆက်ကြည့်ကြည့်နဲ့မေးတော့စောင့်ဟူကလည်းမင်းဒီကိုခန်းချင်တို့နောက်ကနေလိုက်လာတာငါသိတယ်အဲ့တော့ပြောပါဦးမင်းဖန်တီးထားတဲ့အစီအစဉ်ကနောက်ဆုံးမှာဘာဖြစ်မှာလဲအမ်အဲ့ဒါကလားဟိဟိဟိ ိုကိုရှိရဲ့ခလုတ်ကူနှိတ်ကမှလေလိုဂျင်ဆောင်ကပြောပါတယ်ထို့နောက်ဆောင်းဟူကဒါပေမဲ့မင်းပုံစံကိုကြည့်ရတာငါအဲ့လိုမဟုတ်ဘူးဆိုတာကိုမင်းသိပြီးသားနေမှာပါဟာထင်သားတယ်လို့ပါပဲလားလေးချင်ရင်စီးမြင့်တွေအရာအကျွတ်တန်းဟူကိုအနိုင်ယူပြီးတဲ့အခါမှာငါ့ရဲ့ဘယ်ဘက်လက်ကြောင့်ငါနှိမ်နှင်းခံခဲ့ရတယ်။ကြမ်းချင်းတို့သူ့လက်ကောက်ကအကောင်းအတိုင်းနဲ့ဒီရောက်လာတာဆိုရင်ငါသူ့ကိုဝန်ခွင့်ပေးရမှာဆိုပေမဲ့ကဲငါအခုပြန်ဆုပ်တော့မယ်။အဲ့တော့မိမဲအဆုံးသက်လိုက်တော့တတ်တာပက်ချင်စမ်းအမလေးဘယ်တက်နိုင်မှမလဲ။ Yes sir ကျွန်တော်အငြင်းဆုံးအဆုံးသက်ပြီးပြန်လာခဲ့ပါမယ်ထို့နောက်ဇုံမီအဖွဲ့ဘက်ကိုလိုက်ပြထားပြီးပြီးတော့ကိုကိုရှိရန်ကနေအလူအလဲခုခံနေရတဲ့အတွက်ပင်မနေပေမဲ့ဂျင်ဆောင်အသေး trainee စေးမိထားတဲ့တပည့်ကျော်တွေဖြစ်တဲ့အတွက်ကြောင့်ဟီဟီမင်းတို့အကုန်လဲမကြမချင်းငါတို့လည်းလဲကြမှာမဟုတ်ဘူးချီးပဲအချိန်မရှိတော့ဘူးဟာငါတို့ဒီဇုံမီလိုကောင်တွေကိုနှိမ်နှင်းလိုက်ရင်တိုက်ဖို့ကအငယ်လေးတွေပဲကြံတော့မှာဒါကြောင့်အကုန်လုံးတိုက်ကြလို့ပြောနေတော့ဟာဟာဆောနာကမင်းပြောလိုက်တဲ့အငယ်လေးပေါ်လာပါပြီတရားခေါင်းဆောင် ဇုံမီအဖွဲ့မင်းတို့အခုလီတောက်ခံခဲ့တာပဲတကယ်ကောင်းကောင်းလုပ်ခဲ့ကြပါတယ်ဒီတော့အချိန်ကြီးကရောဘလို့ရှိလဲဆိုကသူ့တပည့်ကျော်တွေကိုမေးတော့တပည့်ကျော်တွေကတခင်မလေးကဆုတ်ခတ်သွားပြီဒါကြောင့်ငါတို့နည်းနည်းပြန်တွန်းခံနေရတယ်ဒါပေမဲ့အခုမင်းရောက်လာပြီပဲပြီးတော့ငါတို့နောက်ထပ်မိနစ်30လောက်ဆက်တောက်ခံနိုင်ရင်ငါတို့အနိုင်ရပြီလို့ပြန်ပြောပါတယ်ဒါကြောင့်ဂျင်ဆောင်ကရန်သူကိုကိုရှိဘက်ကိုတစ်ချက်ကြည့်လိုက်ရင်မိနစ်30ဟမ်ငါတို့အဲ့ဒါကြီးကိုဖြတ်ကျော်နိုင်မှာမလားလို့မင်းကွန်းထုတ်တော့တပည့်ကျော်တွေကဘာငါတို့ကအဲ့ဒါကိုဖြတ်ကျော်ရမှာပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒါကြီးကကြတော့ညံလုံးနဲ့ ်လို့ညှိကြတဲ့အတွက်ဂျင်းဆောင်ကစီနီယာအန်ဆောင်ဟိုကငါတို့ကိုအဆုံးသက်ခိုင်းလိုက်တာဆိုတော့လေလို့တယုံတိတိနဲ့ပြောရင်စိတ်ထဲမှာတော့ငါတို့မှသာအချိန်အများကြီးကြံသေးရင်တော့ဒါကထင်နိုင်ပါတယ် ဒါပေမဲ့အခုကမိနစ်30ပဲကြာတော့တာငါလူသက်ချင်းစိမ့်နေရှင်းပြမယ်ဆိုရင်တော့ငါတို့မလုံနိုင်ရဘာမှတတ်နိုင်မှာမဟုတ်ဘူးအခုဘာကထင်နိုင်မလဲဆိုတာကိုစဉ်းစားကြည့်လိုက်ရအောင်ငါထိန်းချုပ်နိုင်တဲ့အကာအကွယ်ကိုထင်ချက်ဖို့လိုတယ်အဲ့တော့ငါ့ရဲ့ခြေထောက်တွေကိုအုံပြီးပဲအချိန်ညှင့်လိုက်ရမလားဒါမှမဟုတ်ငါ့ရဲ့ဘေဖက်လက်ကိုပဲအုံပြီးငါ့ရဲ့စွမ်းအားကိုညှင့်တင်လိုက်ရမလားမဟုတ်ဘူးငါအခုအလိုအဆုံကစစ်ပွဲအခြေအနေကိုဖတ်နိုင်တဲ့ညှက်လုံးတွေပဲ တပိုင်းတစားလူသက်မှု စိတ်စွာအဆင့် A မိုင်းနဲ့တိုက်ခိုက်ရေး A+ တညမှုနေရာညက်လုံးနှစ်ဖက်ပြိုင်ဘက်တယောက်အပေါ်အိုင်ုံဆိုင်ပြီး၎င်း၏မရှိမဖြစ်အချက်တွေနဲ့စိတ်စွာတွေကိုစီစစ်နိုင်သည်ပြိုင်ဘက်အားအနိုင်ယူနိုင်သည့်နီလန်းကိုရှာဖွေနိုင်သည်ထို့သောအရာကအလွန်ခက်ခဲသောနေတွင်သာတုံးနိုင်သည် ထိုချိန်ကိုကိုရှိကလူတွေပတ်မှာတော့ဟောင်းဘက်ကလူတွေမလှုပ်ရှားကြတော့ဘူးသူတို့နောက်ထပ်မိနစ်30ပဲဆက်တောက်ခန့်နိုင်ရင်သူတို့အနိုင်ရသွားမှာအဲ့တော့လုံမယ်ထင်လားငါတို့ဂျင်းလုံးနဲ့ဒုံးဟိုကိုမရှင်းနိုင်ဘူးအဲ့ဒါကငါတို့အရှုံးပဲငါတို့ရှုံးမှချင်းအတူတူငါတို့ထိခိုက်တံရကနေဝူးဝီးရှောင်တင့်တယ်ဟေးသူတို့တွေကတယောက်ဒီကိုတေးလာနေတယ်အဲဘယ်ယူကအဲ့ဒါကိုတယောက်ထဲလုံနေရတာလဲဝါချီပဲသူကဘဒူလေသူ့ရဲ့မျက်လုံးတွေကမိုက်တယ်ထို့နောက်အခန်းတစ်ခန်းထဲကိုလိုက်ပြထားပြီးပြီးတော့အဲ့လူပေါ်ဘလို့ထင်လဲ ကျွန်တော်နိုင်မှာသိကြပါလေဂျင်းဆန်းသုံးတဲ့လက်နက်ကအခြေခံအဖြစ်ဓာတ်တလက်ပဲလေအဲ့တော့ကျွန်တော်ရှုံးเสียအကြောင်းမရှိပါဘူးငါ့ရဲ့မိမလေးကိုမင်းရှိလွှဲပေးဖို့အ ਨੇ ဆုံးတော့အဲ့လောက်ယုံကြည်မှုရှိနေတာပေါ့မင်းကဒါလမ်းကြောင်းပေါ်ရောက်နေတယ်ဆိုရင်တော့ချိုးတက်နေတော့မယ်ပြီးတော့တန်ချက်ကဝတ်တာကရည်စရာကောင်းတယ်ငါတို့ခင်မိသားစုရဲ့အထူးအောင်ကြောင့်ဆိုးကသူ့လိုလူနဲ့မထိုက်တန်တဲ့အရာမျိုးပဲစိတ်မူစရာမလိုပါဘူးခေါင်းဆောင် ကိုကိုရှိရဲ့တက်တာကအသိခံလိုက်ရပါပြီ။ဟာဝုံအထူးလေ့ကျင့်ရေးအဖွဲ့အနိုင်ရရှိသွားပါတယ်။ကျွန်တော် Miss ကင်ဆင်းရုံအတွက်တာဝန်ယူပါမယ်။ဒီလိုနဲ့ပဲဒီပိုင်းလေးရဒီမှာတခန့်ရက်လို့သွားပါပြီ။ထို့သူကဆင်းရုံနဲ့ဘလို့ပတ်သက်ပါတလဲ။တဝင်းဆိုင်အချက်ဇလန်းတွေရောထင်လာနိုင်ပါဦးမလား။ဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။